်မင်္ဂလာပါရှင်ဆရာတင်ညွတ်ရေးသားထားတဲ့ယူမခေါ်တန်းဆိုတဲ့စာအုပ်ကလေးကိုအပိုင်းကိုအနေနဲ့တက်ဆက်ပေးပါစီရှင်ကျွန်တော်လမန်းကိုတယောက်ယောက်ကလှုံ့လှုံ့လိုက်တဲ့ဖြင့်လန့်သွားသည်တကားကြီးအာယုံမတက်မီအသိပြင်ထားဖို့လိုတယ်ဟုတ်ဦးစင်းကပြောလိုက်သည်ကျွန်တော်က မကံပဲဟူអော်လိုက်ပြီကျမနိုးနေပြီဆရာကျွန်တော်တို့မိဖို့ကြီးတဲ့သူထင်းတွေထက်ထဲကြသည်ဒီလာကမနက်9:45မိနစ်လောက်မှာအာယုံတက်မှာဒီတော့တအောက်ကိုဆင်းပြီးနေရာယူထားမှရမယ်ဟိုဦးစင်းကပြောသည် ကျွန်တော်ကမပြောသည့်တလုံးကိုဦးစင်အားအံ့ဩဆုံးအဖြစ်ကလိုက်သည်။မကံဘယ်ကပြားရည်ကြီးတောက်လေးတခုလာပြီးသည်။မိုးကမလင်းသည်။တောရိပ်တောင်ရိပ်များကြောင့်ပိုပြီးမှောင်နေသလိုဖြစ်နေသည်။ကျွန်တော်တို့လက်နိုင်မီအလင်းရောင်ဖြင့်တောင်အောက်ကိုဆင်းခဲ့ကြသည်။တပင်ကြီးများကြားတွင်မိလောင်ထားသော အပိုင်းစာများအပြည့်အစင်များနှင့် လူရိုးများကို တွေ့နေရသည်။ ဒီနေရာမှာရက်ရအောင်ကြောက်စွန်းကြီးကိုဒီကနေလက်မြင်ရတယ်ကျွန်တော်တို့အပေါ်ကိုမော့ကြည့်လိုက်ခြင်းတွင်ပေါ်ကမိုးနေသည့်ကြောက်စွန်းကြီးကိုလက်မြင်ရသောနေရာ၌ရက်လိုက်ကြသည်တခါကြီးဘယ်နှနာရီထိုးပြီလဲကျွန်တော်ကလက်နှိတ်တမီးနဲ့လက်ပတ်နာရီကိုထိုးကြည့်သည်9နာရီမိနစ်50 ြည်နေကြည်နေကြောက်စွန်းကြီးကိုကြည်နေတခုခုထူးခြားမှုတွေ့ရလိမ့်မယ်ကျွန်တော်တို့အားလုံးအသက်ပင်မရှူနိုင်တော့အောင်ကြောက်စွန်းကြီးကိုမော့ကြည့်နေကြသည်နေကတဖြည်းဖြည်းထွက်လာသည်အလင်းရောင်ဆူဆူလေးပြုတ်ထွက်လာခြင်းတွင်ကြောက်စွန်းကြီးတနေရာမှာလက်ခနဲဖြစ်သွားသည်ကိုတွေ့လိုက်ရသည်မှတ်ထားမှတ်ထားအဲ့ဒီနေရာကိုမှတ်ထားတိတိကျကျမှတ်ထားနော် နေရောင်ကတဖြည်းဖြည်းတက်လာသည်အလင်းရောင်ကကဲလာပြီးကြောက်စွန်းကြီးကိုကျွန်တော်တို့မြင်ရသည်အဝေးကကြည့်ရင်ခရုပုံစံဖြစ်နေတော်လဲအောက်ကတဲ့တဲ့ကြည်ရတွင်နှုတ်သီးပုံဖြစ်နေသည်အလင်းရောင်တက်လာလေလေပုံစံကထင်ရှားလာလေဖြစ်သည်ငှက်တကောင်နှုတ်သည်အဲ့ဒါဟင်းသာနှုတ်သီးပဲစောစောကဦးစင်းတို့လက်ကနေမြင်လိုက်ရတဲ့နေရာဟာမျက်လုံးနေရာ ။ဒီနေရာကိုနှစ်ပေါင်း30ကြာမှနေရောင်အတက်ကတစ်ချက်ထိုးတယ်။ဒီကာလကိုစောင်းမှအလင်းရောင်တက်တာကိုတစ်ချိန်မေ့တွေ့ရတယ်။ဖေကငငယ်တုန်းကသင်ပေးထားတဲ့လင်္ကာတစ်ပုဒ်ရှိတယ်။ပါလဲတကမာလေး။ရွှေဟင်းတာမင်းရေတောက်စင်းမြက်တွင်းရှံကြကရွင်းဝါနနက်အယုံနေစာလုံးယန္နာတွေသုံးမကုန် မိသားပဲအဲ့ဒါအဖြစ်တစ်ခုဖြစ်နိုင်တယ်ဒါပေမဲ့ဦးစင်းတို့တစ္ဆာပန်းပွင့်ကိုရအောင်ယူရမယ်ရွှေတစ္ဆာပန်းပွင့်ကဘယ်မှာလဲဗျာတကားကြီးစောစောကအယုံအတက်မှာလက်ခဏိဖြစ်သွားတဲ့နေရာဟာမျက်လုံးမင်းမျက်လုံးထဲမှာရွှေတစ္ဆာပန်းပွင့်ကိုထည့်သွားတာအဲ့ဒါကြောင့်လက်သွားတဲ့မျက်လုံးလိုဖြစ်နေတဲ့ခြိုက်ွက်ထဲမှာရွှေတစ္ဆာပန်းပွင့်ရှိရမယ် ဒီနေရာမှာရွှေတွေရှိမလားမိုးဟင်းကဝင်ပြောခြင်းဖြစ်သည်လောဘစိတ်ကအရာရာကိုဆွဆုံသွားနိုင်နေဆိုတာသတိထားပါရယူပိုင်းဆိုင်လူစိတ်နဲ့တက်ယူရင်ဒုက္ခတွေ့လိမ့်မယ်အများအတွက်ရည်စူးပြီးကောင်းမှုကုသိုလ်လုပ်မယ်ဒီနေရာမှာမကြက်မလို့သေးသူတွေအတွက်အမျှပေးဝေပြီးတိုင်းပြည်ကောင်းစားဖို့ပရဟိတစိတ်နဲ့လှူဆောင်ခြင်းသူမှအဲ့ဒီရွှေသစ္စာပန်းပွင့်ကို တက်ယူလို့ရမယ် လောဘနဲ့တက်ယူရင်ပြတ်ပွေသွားလိမ့်မယ်။ဒါကြောင့်အဲ့ဒီတောက်ဆောင်ကြီးပေါ်ကို တက်ယူဖို့ဒူးရွေးရမယ်။မိုဟင်ကဒီပြီတော့တက်ယူမယ်။ဟုပြောလိုက်သည်။နင့်လုံအကုသိုလ်ကောင်ကတက်ယူလို့မရဘူး။ငါတို့အထဲမှာဒီတောက်ဆောင်ပေါ်ကိုတက်ယူဖို့အရေးချင်းရှိသူဟာဆရာတယောက်ပဲရှိတယ်။အဲ့ဒါကြောင့်ဆရာကိုဦးစင်းခေါ်လာတာ။ ဒါပေမဲ့အသက်အန္တရာယ်များတယ်။တကကြီးစိတ်ဆန္ဒရှိမှလောက်ပါ။တက်ယူခြင်းမှာဘေးတွေနဲ့ကြုံနိုင်တယ်။လောဘအမောင်ဖုံးရင် လုံးဝပျက်စီးနိုင်တယ်။ရလက်ကတကကြီးတို့ဘာမှမရှိဘူး။အများတွဲဆိုတဲ့စိတ်နဲ့တက်ယူရင်တော့ရလိမ့်မယ်။တပည့်တော်အကူအညီပေးခြင်းနဲ့ပရဟိတစိတ်ပဲရှိပါတယ်ဗျာ။အီမန်တော်သစ္စာစကားကြောင့် ခလုတ်မထီစုမကြီးပါစေနဲ့ဗျာတာတုတာတုတာတုကျိုးခွေကိုဆလွေတိုင်းလိုက်ပြီးနှုတ်သီးဆုံးတောင်ကျောပေါ်ကိုစတက်သည်ဆရာတတိထားပါနော်လက်ကံဘေကကျွန်တော်ကိုတတိပေးသည်ကျွန်တော်ကဓမ္မတချောင်းကျိုးတချောင်းဖြင့်တောင်ပေါ်ကိုတက်ခဲ့သည် လူမရောက်သည့်နေရာဖြစ်နေသောကြောင့်ခြုံရွယ်ပင်များကို ရှင်းရင်တည်းရသဖြင့်ခရီးမတွင်လာပါ။သို့သောကျွန်တော်ယောက်ျားတို့ဆွဲဖြင့်ဂတိပေးထားသည့်အတိုင်းတောင်ကျောပေါ်ကိုတက်လာသည်။တောင်ထက်ရောက်သည့်အခါတွင်ကြောက်စွန်းစီကိုဆက်သွားရအောင်မည်။ကြောက်စွန်းနှုတ်သည့်နေရာက လူတရက်ကျော်နှိမ့်သည်။ကျွန်တော်ကကျိုးကိုတစ်ပင်တစ်ပင်တွင်ချီပြီး ခက်ခဲစွာဖြင့်ကြောက်စွန်းကိုဆင်ရပြန်သည်အောက်ကိုငုံကြည့်လိုက်ရာ ကျွန်တော်ကိုမော့ကြည့်နေကြသည့်ဦးစင်းတို့ကို တွေ့လိုက်ရသည်ကျွန်တော်ရက်နေသည့်နေရာမှညာဘက်သည်အယောင်လက်သွားသည့်နေရာဖြစ်သည်မျက်ကွင်းလိုလိုကြိုက်ရှိမည့်နေရာဖြစ်သည် ထိုနေရာကရက်နေသည့်နေရာမှအောက်ကိုဆက်ဆင်းရအောင်မည်ကုတ်တွယ်စရာမရှိကျွန်တော်နေရာကိုမှန်းပြီး ကျိုးကိုခြာကြည့်သည်အောက်ကလှမ်းအော်နေကြသည်သူတို့လက်ပြသည့်နေရာမရောက်ရောက်အောင်ရွှေ့သွားပြီးကျိုးကိုကြောက်ချက်ကြီးတွင်ခိုင်အောင်ခြိထားရသည်ကြောက်ချက်ကြီးကခိုင်ခြင်းမှလည်းခိုင်နေကျွန်တော်အလေးချိန်ကိုမခံနိုင်ပေပြုတ်ထွက်သွားလျင်ကျွန်တော်မတွေ့ရတော့ကျွန်တော်ကဖះကိုအာယုံပြုရင်ကျိုးတွေကအောက်စီသို့လျှော်ဆင်းလိုက်သည် အောက်တွင်ကူးတစ်ခုလိုဖြစ်နေသည်ကျွန်တော်ကကိုကိုလွှဲကာအတွင်းကိုခုံဝင်လိုက်သည်အတွင်း၌ဘာမှမတွင်ကြောက်သားနယံကြီးလိုဖြစ်နေသည်ရေကြီးတွေတက်နေသည်ကြောက်သားနယံကြီးဖြစ်နေသည်ရေတွေဆွဆူနေပြီးလက်နှင့်ကန်ကြီးလိုက်လျင်အေးစေနေသည်တေကြသည်ကဤနေရာမှမနှက်အရုံတွင်အယောင်လက်သွားခြင်းဖြစ်သည် မနက်ကမကံပဲရွပြသည့်လင်္ကာထဲတွင်မျက်တွင်းရှန်ကြခတွင်းဝါဆိုသည့်စကားလုံးကိုမှတ်မိလိုက်သည်ကျွန်တော်ကရေစီးချောင်းဖြစ်နေသည့်ကြောက်သားလမ်းကြောင်းတစ်ခုကိုတည်ထားလိုက်မိသည်ထိုလမ်းကြောင်းကနှုတ်သီးပတ်စီကိုတန်တန်းသွားနေသည်ရေစီးကျနေသည့်နေရာကိုကျွန်တော်လက်ထိုးထည့်လိုက်မိသည် အထဲတွင် အစ်ဆက်ဆက်အရာတစ်ခုကိုစမ်းမိသည် အချွန်တွေ အတက်တွေနှင်းဖြစ်သည်ခက်ခဲစွာလက်နှင့်ကောထုတ်လိုက်မှကျွန်တော်လက်ထဲကိုထိုအရာကပါလာသည်ရွှေပန်းပွင့်လေးတစ်ပွင့်ဖြစ်သည်ကျွန်တော်လက်ထုတ်လိုက်ချိန်နှင်းတပြိုင်တည်းရေတွေကလမ်းကြောင်းမှဝေါကနေစီးထွက်သွားသည်ကျွန်တော်ကရွှေသစ္စာပန်းပွင့်ကိုတည်တည်ကြာကြာကြည့်ပြီးအိတ်ထဲထည့်လိုက်သည်ထို့နောက်ကျိုးကိုခိုးပြီးခက်ခဲစွာပြန်တက်သည် အောင်မြင်စွာကျွန်တော်ပြတ်စင်းလာနိုင်ခဲ့ပါသည်။ဖရာတကူတီလာတကူဖြစ်ပါလိမ့်မည်။အောက်တို့ပြန်ရောက်ဒီကဥစဉ်ကိုပဲတွေ့ရသည်။မကံဘဲတို့ရောဖရာ။ဥစဉ်လက်ညှိုးထိုးပြသည့်နေရာကို ကျွန်တော်လှမ်းကြည့်မိသည်။နှုတ်သီးလိုကြောက်စွန်းကရည်တွေကြနေသည်။ရည်ကြနေသည့်နေရာတဲ့တဲ့တွင် မက်ကံပဲနှင်းမိုးဟင်းတို့တခုခုကိုတူးနေကြသည်နှုတ်တိတဲ့တဲ့ကရေတွေကျလာတယ်တကားကြီးအဲ့ဒီနေရာမှာယတနာတွေရှိရမယ်ဆိုပြီးသွားတူးနေကြတယ်ဦးစင်းတို့ကိစ္စပြီးပြီရွှေစစာပန်းပွင့်ရခဲ့ပြီမဟုတ်လားရခဲ့ပါပြီဖေဟာဒီမှာပါတကားကြီးတင်းထားပါဦးစင်းတို့ပြန်ကြရအောင် ကျွန်တော်တို့လာလန်အတိုင်းပြန်တက်ရန်ပြင်ဆင်နေကြသည်တို့အချင်းတွင်ရက်လိုက်စမ်းရက်လိုက်နော်တလားမမရွေ့နဲ့ဒီလိုသွားလို့ရမလားမကံဘေက အော်လိုက်ချင်းဖြစ်သည်မိုးဟိန်ကပြေးလာပြီးကျွန်တော်တို့ရှိတွင်ရက်ကဓာဖြင့်တားထားသည် တကမကြီးလိုချင်တာရပြီမဟုတ်လားဦးစင်းတို့ကိုတောက်ခွင့်ပြုပေါ်အဲ့ဒီမှာဘာမှမရှိဘူးအဲ့ဒီရေးချတဲ့နေရာမှာဘာမှမရှိဘူးတိမိတော်တို့ရတနာတို့ရှာရအောင်မယ်ပေးမှလဲရွှေသစ္စာပန်းပွင့်ပေးပါဆရာကျွန်တော်ကဦးစင်းကိုကြည်လိုက်သည်ရွှေသစ္စာပန်းပွင့်ရလေရတနာတွေတင်ထားတဲ့နေရာမသိနိုင်ပါဘူး နောက်ဆုံးလင်ကားကိုဘသူမှမရဘူး။ဦးစင်းကိုလည်းပါဖုံးကသင်မပေးထားဘူး။ရက်လိုက်။မညာနဲ့ရတနာရရှိတဲ့နေရာဦးစင်းသိကိုသိရမယ်။ဦးစင်းမညာပါဘူးတကမာလေး။ဟေးဟိုကျောင်းစရာသစ္စာပန်းပွင့်ပေးစမ်း။မပေးဘူး။ဒါကဦးစင်းအတွက်ယူလာပေးတာ။မင်းတို့အတွက်မဟုတ်ဘူး။ ဆရာခဏလေးနေပါဦး။ဦးစင်းလည်းရက်ပါဦး။တပည့်တော်ပြောတာနားထောင်ပါဦး။ဘာများလဲဒကမလေး။လောဘတက်လာရင် မျက်စိထဲမှာ အမှောင်တွေဖုံးသွားတတ်ပါတယ်ခင်ဗျာ။တပည့်တော်တို့အတွက်ကတော့ယရနာတွေရမ်းသားဖြစ်မယ်ခင်ဗျာ။ယရနာတွေမရမချင်းမပြတ်နိုင်ဘူး။မရရအောင်လုပ်ဖို့လေဆုံးဖြတ်ပြီးသားပါ။ ဒီယတနာတွေဟာရွှေသစ္စာပန်းပွင့်နဲ့ဆက်ဆက်နေမဲဆိုတာအရှင်ဘုရားလည်းသိပါတယ်။အရှင်ဘုရားတို့ကပြန်ဖို့အတင်းလုံနေရင်တပည့်တော်တို့ကအကြံဖက်ရပါလိမ့်မယ်။ဒါဆိုရင်သွတ်ထွက်တန်ရုံဖြစ်ပြီးဘသူတော်အမှအကျိုးမရှိနိုင်ပါဘူး။အရှင်ဘုရားတို့လည်းလိုချင်တာရတပည့်တော်တို့လည်းလိုချင်တာရသွားရင်အေးအေးဆေးဆေးဖြစ်သွားမယ်မဟုတ်လား။ဒကမလေးယတနာတွေက နောင်သာသနာအတွက် ရှေးလူကြီးတွေကရည်စူးပြီးလူခဲ့တာထိုက်မှရနိုင်နေအဓမ္မဓမြတိုက်တယ်လို့ယူသွားရင်အန္တရာယ်တွေ့ရလိမ့်မယ်ရှေးအစီအမံတွေက ကြောက်စရာကောင်းနေဓမြကိုနားလာချမနေနဲ့ကြားတယ်ရွှေသစ္စာပန်းပွင့်ဆိုတာပေးမိုးဟင်းကကျွန်တော်အနီးကလာသည်ကျွန်တော်ကသူ့ကိုရင်ဆိုင်ရပြင်လိုက်စဉ်ဦးစင်က ။တကားကြီးပြေးလိုက်ပါ။သူနဲ့ထိုက်တန်မှသူရမှာပါ။ပြေးလိုက်ပြေးလိုက်။ကျွန်တော်ကအိတ်ထဲမှရွှေသစ္စာပန်းပွင့်ကိုထုတ်ပြီးမိုးဟိန်လက်ထဲထည့်လိုက်သည်။မိုးဟိန်ဆရာဘိုကြည့်ထားလိုက်။မကံဘဲကပြောရင် မိုးဟိလက်ထဲကရွှေသစ္စာပန်းမွင့်လေးကိုယူသွားသည်အပွင့်လွားနှစ်ထက်ရွှေသားဖြင့်လှုပ်ထားသည့်ပန်းပွင့်လေးကို မကံဘယ်ကနေအောင်တွင်ထောင်းကြည့်နေသည်စလိုက်တာဟူလေနှုတ်ကထွက်သွားသည်မတင်မှတ်သည့်အဖြစ်ပြက်တစ်ခု ဖြစ်သွားသည်မကံဘယ်ကဦးစင်းစီကိုပြေးပြီးဖမ်းချုပ်လိုက်သည်ထို့နောက်တပင်တပင်စီဆွဲခေါ်သွားကကျိုးနှင့်တုံနေသည်မကံဘယ်နေမှမင်းမှားတော့မင်း တန်ခါကိုပြစ်မှားရင်နင်မှားတော့မယ်။မိုးဟိန်ဆရာကိုကြုတ်တော့လိုက်။ကျွန်တော်ကဦးစင်းစီကိုပြင်းရန်ပြင်လိုက်ခြင်းတွင်မိုးဟိန်ကကျွန်တော်အခန်းကိုအနောက်နှင့်ထူချလိုက်သည်။ကျွန်တော်မိုက်ခနဲရှေ့ကိုငှက်အကြတွင် မိုးဟိန်ကကျွန်တော်ကြောပေါ်မှခွာစည်းကကျွန်တော်လက်တွေကိုနောက်ပြန်ကျိုးတုပ်ထားလိုက်သည်။ကဲဦးစင်း ဒီပြေတော်တို့ကိုအေးအေးဆေးဆေးပြောပါယရနာတွေဘယ်မှာလဲဦးစင်းမသိဘူးဒကမလေးကောင်းပြီလေလက်ကံဘယ်ကကျွန်တော်အနာကိုကတ်လာသည်ဦးစင်းကမျက်စိတွေကိုမှိတ်ထားသည်ဆရာနည်းနည်းတော့အနာခံရမယ်ထင်တယ်ဟုတ်ပြောလိုက်ပြီးကျွန်တော်လေပင်ကိုကြိုးကွင်းဆွလိုက်သည် မိုဟင်းကကျိုးတဆကိုတိကိုင်းမော်ဖြစ်တင်ပြီးတစ်ဖက်မှဆွဲရာကျွန်တော်လဲပင်တွင်တင်းသွားသည်အရှင်ဖုရားမပြောရင်တော့ဆရာကိုတက်ရမှာပဲဖုရားမပြောပါနဲ့အရှင်ဖုရားရပါတယ်ဦးစင်ကမျက်စိကိုစုံဖိန်ထားသည်မိုဟင်းကကျိုးကိုတင်းနေအောင်ထက်ဆွဲသည်ထိုအချိန်တွင်မမျော်လင့်သည့်အဖြစ်အပျက်တစ်ခုက ဖြစ်သွားသည် သစ်ပင်ပေါ်မှမွေတံခါးပြုတ်ကျလာပြီးမုဟင်းရှိတွင်မပြင်းထောင်ထားသည်ဟဲ့မိနန်းမိနန်းငါသမီးငါသမီးပြန်လာပြီလားမွေကစိတ်ဆိုးပြီးမုဟင်းကိုပေါက်ရန်ပြင်နေသည်မိုးဟိန်ကျွန်တော်ကိုဆွဲထားသည့်ကြိုးအားလွတ်လိုက်ပြီးလက်ကံပဲထံပြေးသွားသည်။မွေကသူ့နောက်ကိုလိုက်သည်။ရက် မိနန်ရက်လိုက်မိနန်ကသူတို့နှစ်ယောက်ရှိတွင်ရင်းထိုးနေသည်ရက်စမ်းမိနန်မွေကြီးကမကံမဲ့စကားကိုနားမထောင်သူ့ကိုလှမ်းပေါက်လိုက်သည်အော်နင်ကငါ့ကိုတောင်အသိမမပြုတော့ပါလားကျွန်တော်ကလက်နောက်ပြန်ထုတ်ထားသည့်ကြိုးများကို လက်အားရှေ့ရောက်အောင်ခက်ခဲစွာလုပ်ပြီးပါဇက်နှင့်ပြန်ဖြုတ်လိုက်သည်သူတို့နှစ်ယောက်စလုံးကိုငွေကထိန်ထားသည်ကျွန်တော်ကြိုးများပြေသွားသည့်အခါတွင်ကျွန်တော်ကဥစဉ်ကျိုးတွေကိုသတ်ဖြုတ်ပေးလိုက်သည်ဥစဉ်ကမကံမဲတို့ရှေ့တက်တက်သွားပြီးရွှေသက်စာပန်းပွင့်ပြန်ပေးပါတကမလေးခုပြောလိုက်သည် မကံဘယ်ကပန်းပွင့်ကို လက်ကမ်းလိုက်ခြင်းတွင်ငွေကခုအော်လိုက်ပြီးလှမ်းပေါက်လိုက်သည်သူ့လက်ကိုအယုတ်မြန်သောကြောင့်လွတ်သွားသည်ဦးစင်က လက်ပြလိုက်သည်ဖြင့်ငွေကြီးကငြိမ်နေသည်ဦးစင်ကပန်းပွင့်ကိုယူသွားပြီး နေရောင်တွင်ထောင်ကြည့်လိုက်သည်နေရောင်ထိုးတွင်ပန်းပွင့်အလင်းရောင်တန်းက တောအုပ်ထဲရှိတနေရာကိုတက်တက်မက်မက်သွားထိုးသည် ထိုနေရာမှာ အုတ်ခုံကြီးတစ်ခု ဖြစ်နေသည်ရှေးဟောင်းလေကားပြက်ကြီးလိုလိုနေရာ ဖြစ်သည်ဒကမလေးစောစောကဒကမလေးနေအောင်ထဲထောင်ကြီးမှဦးစင်းလဲသတိထားမိတာပါဒီလင်းရောင်တန်းပြတဲ့နေရာမှာထူးခြားနေပါတယ်ဦးစင်းကမွေကြီးကိုမကြောက်မရွံ့သွားပြီးတို့လိုက်သည် မွေကြီးကထွက်သွားသည်မိုးဟိနှင့်မကံပဲအုတ်လေကားပြက်ကြီးစီပြေးသွားသည် သူတို့ကအုတ်လေကားကြီးကိုပတ်ကြည့်သည် လေကားနောက်ကျောပဲအုတ်တွေကိုတစ်ခုပြီးတစ်ခုဆွဲထုတ်သည်ဟာရတနာတွေအများကြီးပဲအများကြီးပဲဥစဉ်ကလောဘတက်နေသော သူတို့ကို ကြောက်ခိုင်းလိုက်ပြီးတခါကြီး ဦးစင်းတို့သွားဖို့အချိန်ကျပြီ။ဟုပြောလိုက်သည်။ဦးစင်းကကျွန်တော်ကို ရွှေသစ္စာပန်းပွင့်လှမ်းပေးသည်။လာလန်အတိုင်းတောင်ပေါ်ကိုပြန်တက်သွားသည်။ကျွန်တော်ကကျောပိုးအိတ်ကိုကောက်ကင်ပြီးဦးစင်းနောက်ကိုလိုက်ခဲ့သည်။နောက်ပြန်လှည့်မကြည့်ပါနဲ့တကားကြီး။ဦးစင်းကတူတူလေးပြောလိုက်သည်ကျွန်တော်တို့လာလန်တိုင်း တောက်ကူကြီးတဲကို ပြန်ဝင်ခဲ့သည်။နောက်ဆုံးလေးဘက်ထောက်ထွက်ရသည့်နေရာအထိအခက်အခဲမရှိ ထွက်လာနိုင်သည်။ရေတံခွန်ကိုထွက်ရမည့်နေရာတွင်ကျွန်တော်တို့အပြင်ကို ထိုးထွက်လိုက်ကြသည်။ထိုအချိန်တွင်ငလင်လှုပ်သလိုဖြစ်လာသည်။တော်လဲတန်ကြီးနှင့်အတူရေကြီးတွေကလှိုင်းတွေလိုတလိမ့်လိမ့်တက်လာသည်။ဦးစင်းကထိုင်ချလိုက်သည်ဖြင့် ကျွန်တော်လဲထိုင်ချလိုက်သည်ကောင်းတဲ့ကမူးနောက်နောက်ဖြစ်လာသည်ငလင်ကဆက်ခနဲ့ဆက်ခနဲ့ဆွဲဆောင်သလိုမျိုးသုံးကြိမ်လှုပ်သည်ကူရဲမှပြိုကျတံများကြားနေရသည်အခြေအနေငြိမ်သွားသည့်အခါတွင် ရေတခွန်ကိုလှဲ့ကြည့်မိရာရေတွေမကြတော့ကျွန်တော်ကကူရဲကိုလှမ်းကြည့်မိသည်ကူရဲတွင်အာလုံးပိတ်နေသည် ကျွန်တော်အောက်ကိုငုံကြည့်လိုက်ရာကျွန်တော်တို့လေးဘတော်ထွက်ခဲ့သောနေရာတွင်ပြိနေပြီးဖြစ်သည်။ဘောဆိုသည့်အတန်းနှင့်အတူရေတွေပြိုဆင်းလာသလို ကြားလိုက်ရသည်။ဘုံတိုင်းတံများကို အတော်ကြာကြာလေးကြားနေရသည်။တကားကြီးသွားကြရအောင်။ကျွန်တော်တို့လာလန်တိုင်းပြန်လာကြသည်။ နေ့ကဝါဒရလုပ်ခဲ့သည့်နေရာတွင် မြေတွေပြိုကျပြီးလမ်းလိုပြန့်ပြက်သွားသည်ကျွန်တော်တို့တောင်ပြိုလမ်းတိုင်းစမ်းပြီးတစ်ဖက်ရောက်အောင်ရှောက်ခဲ့ကြသည် ရွာပြန်ရောက်သည့်အထိဦးစင်းနှင့်ကျွန်တော်စကားမပြောမီရွာတွင်ကျောင်းဆရာကြီးကလည်းပြန်ရောက်နေပြီကျွန်တော်လည်းစိတ်ပန်းလူပန်းနှင့်တည်ရေးအိတ်လက်ရာညနေခင်းမှနိုသည် နားဆင်အားပေးခဲ့ကြတဲ့မောင်နှမများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေရှင်ရှင်စတို့စသိမ့်မိုက်မှာပြန်လည်ဆုံတွေ့ကြမယ်နော်